Bosphorus Bridge, this one. Oh, this yeah, one. Yeah. Great. Bosphorus Bridge that connects Europe and Asia. ဒါကျွန်တော်တို့တစ်ခုတွေ့နေရတာကတော့ယူရိုနဲ့အေရှားနဲ့အတူချိတ်ထားတဲ့တရားကြီးဖြစ်ပါတယ်။ဒီမှာဒရိထားမှာကျွန်တော်တို့အခုလို့ပလက်ပတ်ပို့ အာရှနဲ့ဥရောပနှစ်တိုက်လုံးရဲ့ရည်ကြီးမှုတတိထုံးနှန်းနဲ့မြေမျက်နှာတွင်ပြင်းတွေကိုပိုင်ဆိုင်ထားတဲ့တူရကီနိုင်ငံဟာကျွန်တော်တို့မြန်မာတွေအလဲဖက်သွားလာဖို့စိတ်ဝင်စားကြတဲ့နိုင်ငံတွေတွေကတစ်ခုဖြစ်ပါတယ်။တကဘာလုံးကခီးသွားပြီးစိတ်ဝင်စားကြတဲ့တူရကီဟာတမိုင်းကြောင်အားဖြင့်လည်းစိတ်ဝင်စားစရာဖြစ်တယ်လို့ခင်မိတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ကမ်းခြေတွေရှိမယ်၊တောင်တွေရှိမယ်၊နှင်းလည်းရှိမယ်၊ရှေးဥရရည်ကြီးမှုတွေလည်းလေးလာဖို့ရှိုံပဲ။ဒီလိုချက်တွေကြောင့်အားလုံးကလာလေကျင်ကြတာပဲဖြစ်ပါတယ်။ခင်မိတိုးတက်တယ်ဆိုပေမဲ့လည်းခီးသွားတိုင်းသတိပြုရမယ့်အချက်တွေရှိပါသေးတယ်။ ဒီလိုလာတဲ့ခီးသွားတွေကြိုတင်သိထားတဲ့ဆောင်ရွက်ဆောင်ရွက်တွေကိုကျွန်တော်ဒီဗီဒီယိုလေးကနေပြပြပေးချင်ပါတယ်ခင်ဗျာ Turkey ကိုခီးသွားဖို့အကောင်းဆုံး change ရာသီဥတုကိုသတိပြုရတဲ့နိုင်ငံတွေကတခုဖြစ်တာမို့ Turkey ကိုခီးသွားမယ်ဆိုရင်အချိန်ကာလကိုအထူးသတိပြုသင့်ပါတယ် Turkey အမှတ်သားလို့ပြောရမယ်လူစီမိဘုံပြန်ကြီးတွေနဲ့တပ်ပုံရိုက်ချင်တာမျိုးဆိုရင်တော့ပူတောင်သတိပြုကြအောင်မှာဖြစ်ပါတယ်။တူရကီကိုတွားလေတင်ဆောင်ချိန်ကတော့ညဦးကာလမတ်လမှမေလနောက် ဆောင်းကာလစက်တင်ဘာလနဲ့နိုဝင်ဘာလတို့ပဲဖြစ်ပါတယ်ဒီလိုအချိန်တွေမှာရာသီဥတုကနေလို့ကောင်းတာယာပြီးခီးသွားလဲနေပါတယ်လို့လဲလို့အရန်ကောင်းပါတယ်ကမ်းခြေတွေကိုစိတ်ဝင်စားရင်တော့တူရကီနေရာသီဂျွန်လနေ့ဩဂတ်စ်လအတွင်းလေပတ်တင်ပြီးတော့ရာသီဥတုကတော့ပုံနေပါတယ်ဝေဥကာလမှာတောင်တက်ဖို့လည်းကောင်းပါတယ်အစ္စတန်ဘူဂျူလစ်ဘန်ပွဲတော်အပါအဝင်ရိုးရာပွဲတော်တွေရှိတတ်တာမို့ဒီလိုအချိန်လေးသွားလဲရင်လည်းအဆင်ပြေပါတယ် ဆောင်းကာလာမှာရှုခင်းနေရတော့လှတတ်ပါတယ်။စပီတိစုပွဲတော်တွေရှိပြီးတော့ယာတိဥတုနဲ့အင်းများစွာပြုလာပြီးဟောလို့နေလို့အတော်လေးကောင်းပါတယ်။အချိန်ကွာခြားချက်မြန်မာနိုင်ငံဟာတူရကီနိုင်ငံထက်၃နာရီနဲ့မိနစ်30ပိုဆိုးပါတယ်။လေရင်ချိန်မြန်မာနိုင်ငံကနေတူရကီနိုင်ငံကိုဒဲလေရင်မရှိတဲ့အတွက် connecting flight တွေစီးဖို့အတွက်လိုအပ်ပါတယ်။စစ်စပောင်းလေရင်စီးချိန်73နာရီဝင်းကျင်ရှိတတ်ပြီးတော့ထိုင်းကနေတဆင့်ဒါမှမဟုတ် ချိုင်းနဲ့တခြားနိုင်ငံများအနေအဆင့်ဆင့်ဒီရင်ပြောင်းစီပြီးသွားလို့ရပါတယ်။ Transit နိုင်ငံများရင်တော့ဒေဆိတ်တွေမှာစောင့်ဆိုင်းရခြင်းနဲ့ပုံများသွားတက်တာတော့ထုံးစံပါပဲ။အဲ့အတွက်အချိန်နဲ့ပူချသွားနိုင်ပါတယ်။ Turkey Visa Turkey ကိုမြန်မာအနေနဲ့ Visa လျှောက်ထားဖို့လိုအပ်ပါတယ်။ရန်ကုန်ကမ်းရိုးတာလမ်းထဲကကံပတ်လမ်းအတွင်းမှာ Turkey တန်ရုံးရှိပါတယ်။ဗီဇာလျှောက်ထားဖို့အတွက်အနည်းဆုံး6လတက်တန်းချံ passport တူရကီခီးစဉ်အစအဆုံး hotel booking လေယာဉ်လက်မှတ် booking ်တကောင်ချင်းမူရင်းနဲ့မိတူမှတ်ပုံတင်မူရင်းနဲ့မိတူမန်ဆင်း statement မန်စာအုပ်တို့ကိုပြတ်တလျှောက်ထားဖို့လိုအပ်နိုင်ပါတယ်။ဘဏ်ထဲမှာရှိရတဲ့ငွေစင်းကတော့ကိုနေထိုင်မဲ့နေလိုက်ခီးစဉ်တစ်လျှောက်လုံးသုံးဖို့အတွက်လုံလောက်တဲ့ပမာဏရှိဖို့အဆင်ပြေတတ်ပါတယ်။ online ကနေဖောင်ကိုရယူဖြည့်သွင်းပေးဖို့အတွက်လိုအပ်ပါတယ်။တန်ရုံးကတာဝန်ရှိသူတွေက လူတွေ့စစ်ဆေးမေးမြန်းတတ်တာဖို့လူတွေ့သွားဖို့အတွက်ကိုလည်းရက်ကိုစီစဉ်ထားဖို့လိုအပ်ပါတယ်။ e-visa ရှိပေမဲ့မြန်မာပြည်အတွက်ကတော့လောလောဆယ်မှာတန်ယုံက sticker visa ကိုပဲအားကိုးနိုင်မှာဖြစ်ပါတယ်။ visa ပြန်ကြဖို့အတွက်အချိန်အားဖြင့်တစ်လခန့်ယူပါတယ်။ visa ကြေးကတော့ American dollar 60ကျပ်တင်မှာဖြစ်ပါတယ်။ကိုယ့်စီစဉ်တဲ့ကိုလျှောက်ထားတာကအခက်အခဲတော့များတတ်တဲ့အတွက်ကျွန်တော်ကတော့ Eastern Shining Star ESS Travel Center ကနေလျှောက်ထားခဲ့တာပဲဖြစ်ပါတယ်။ ESS Travel Center က visa လျှောက်ထားဖို့အတွက်လိုအပ်တဲ့အချက်လက်တွေကိုတေချာပြင်ဆင်ပေးတာဖြစ်တဲ့အတွက်လည်း visa ရဖို့အတွက်ပုံမှန်လွယ်ကူအဆင်ပြေခဲ့ပါတယ်။ ငွေကြေးတူရကီရဲ့ငွေကြေးကတော့လီရာပဲဖြစ်ပါတယ်ဒေါ်လာကို38လီရာဝန်းကျင်ရှိတတ်ပါတယ်ငွေလဲတာကတော့တူရကီရောက်မှငွေလဲတာကငွေလဲနှုန်းပုံမကောင်းမှပါတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်ကတော့နှစ်ခါနာတော့ဖြစ်ပါတယ်ဒေါ်လာလဲတာမှတစ်ခါနာသလိုလီရာပြန်လဲတဲ့အချိန်မှလည်းတစ်ခါနာပါတယ်တူရကီလီရာကိုတည့်ရဝယ်ဖို့အတွက်ကလည်းအဆင်မပြေသေးတော့ဒီနေ့ကပဲအဆင်ပြေဆုံးဖြစ်နေဦးမှာပါ Visa Master စတဲ့ကတ်တွေကိုလည်းအသုံးပြုလို့ရနိုင်ပါတယ်။အထူးသတိပြုရ တူရကီဟာခင်မိပြီးနိုင်ငံပေါင်းစုံကခီးတော်တွေဝင်ထွက်နေကြတယ်ဆိုပေမဲ့ဂျိုးရရင်ကျေးမှုနဲ့ဘာသာရေးမှာတော့တော်လေးတိထားကြမှာဖြစ်ပါတယ်။ဝေစားစင်မုံနဲ့ဘာသာရေးဆိုင်ရာပုဒ်တရာတွေချုပ်တင်ပြင်ဆင်ထားမှတော်ရကြပါတယ်။အစ္စလမ်ဘာသာကိုးကွယ်မှုများတဲ့နိုင်ငံဖြစ်တာကြောင့်အရာကြောင့်ကနေသွားတဲ့အခါမျိုးသမီးတွေဥကောင်းလုံးချောင်းအောင်ဖုံးတာမျိုးသားမျိုးသမီးမျိုးအတူပြတ်ဆွတ်ချဲစတာတွေဝစ်စင်ပြီးဝင်ရောက်ကြတယ်ပြီးတော့မပြုတ်လို့မိဖို့တတိပြုရပါတယ်။တူရကီမှာလူမျိုးမျိုးလေးရှိတတ်တာပေါ့။ ကပိုင်းနိုင်တဲ့ဂျင်းသမားတွေကိုလည်းသတိထားဖို့လိုအပ်ပါဦးမယ်။တချို့နိုင်ငံတွေမှာလိုလက်ကင်အိတ်တွေကိုအလွယ်ထားခဲ့တာမျိုးထိုင်ခုံဥပုအထုပ်ကြီးတွေဖုံးနေထားခဲ့တာမျိုးလုပ်လို့မရတဲ့နိုင်ငံတွေထဲမှာပါဝင်ပါတယ်။ဟိုတူရကီလူမျိုးတွေကသူတို့အိမ်ကိုလာလေမှုဖိတ်ခေါ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဖက်နက်ကိုအဝင်မှာချွတ်ထားခဲ့တင်ပါတယ်။ကျွန်တော်တို့မြန်မာဒလိထုံးစံနဲ့ဆင်တူတယ်လို့ဆိုနိုင်ပါတယ်။ တူရကီနိုင်ငံရေးဟာလည်းနိုင်ငံအငင်းပွားစရာအနေအထားဖြစ်နေလို့နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ကြုံကြိုက်ချိန်ရောက်နေတော့ရောပါမတော့အောင်သတိပြုနေထိုင်ဖို့လိုအပ်ပါတယ်။မီးတောင်တွေရှိရာဒေသလည်းဖြစ်တာကြောင့်ငလျင်ခြေနေရလည်းခေတ်ကာလအရသတိပြုစရာဖြစ်နိုင်ပါတယ်။ကျွန်တော်ရောက်သွားချိန်မှာ four shot ငလျင်တချို့ကြုံခဲ့ရပြီးပြန်ထွက်ပြီးနောက်တစ်ရက်မှာ6.2 scale ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာကတော့အမှတ်တရပါပဲ။ဘာသာစကားတူရကီတွေအဓိကပြောတာကတော့ Turkish စကားပဲဖြစ်ပါတယ်။ အင်္ဂလိပ်လိုတချို့ပြောကြပြီနဲ့အများစုကတော့မကျွမ်းကျင်ကြပါဘူး။အခြေခံရောင်းဝယ်အမေးပြောလောက်တော့အဆင်ပြေတတ်ပါတယ်။ဒါကြောင့်သူတို့စကားကိုလည်းအနည်းလေးသိထားရင်ပိုအဆင်ပြေပါတယ်။သူတို့စကားကတော့အယမ်းရှာလိုက်ပါတယ်။ကျွန်တော်ဘာသာစကားတော်တော်များများပြောချင်းရှိပေမဲ့သူတို့စကားကိုပြီးအောင်လှိုင်ပြောဖို့အတွက်အတော်လေးခက်ခဲခဲ့ပါတယ်။မီးပလက်ပါတရကီမှာသတိထားမှာကျွန်တော်တို့အခုလိုပလက်ပေါက်တွေပဲဘာလို့လဲဆိုတော့ပလက်ပေါက်တွေကအာယူရိုပုံစံပဲတုံးနေတဲ့အတွက်ကျွန်တော်တို့ဒီအက်ဒပ်တာမပါလို့ရှိရင်ကျွန်တော်နိုင်ငံက သုံးနေတဲ့ပစ္စည်းတွေအတွက်ဆိုအဆင်မပြေဘူးအဲ့တော့အာဒီကိုတူရကီလာမယ်ဆိုလို့ရှိရင်အက်ဒပ်တာဝယ်ဝယ်ရမှာဥရောပနိုင်ငံသုံးပြီးပလက်ပေါက်အမျိုးအစားနှစ်ပင်အလုံးပုံစံကိုအသုံးပြုထားတာမလို့ကျွန်တော်တို့သွားလေတဲ့ခါမှာ multiplex adapter ယူသွားမှအဆင်ပြေမှာဖြစ်ပါတယ်။ကိုကဖုန်း gadget တွေညမအသုံးပြုတတ်တယ်ဆိုလို့ရှိရင်တော့ extension socket လေးပါထည့်သွားတာပို့ပြီးတော့တင်တော်ပါတယ်။ဘာသာတရားနဲ့ကိုယ်ကွယ်တူရကီမှာအစ္စလမ်ဘာသာဝင်များပြီး Roman Catholic Christian ဘာသာဝင်တွေလည်းရှိကြပါတယ်။ စီကံတင်းကျတဲ့ပုံစံမျိုးလုံးဝမရှိပဲလွတ်လပ်စွာနေထိုင်စားတောက်နိုင်တဲ့အနေအထားမှုလို့နိုင်ငံသားသားခီးသွားတဲ့အတော်လေးအဆင်ပြေတာကိုတွေ့ရပါတယ်။သက်ဆိုင်ရာဘာသာရေးရဲ့အကြောင်းတော်တွေကိုရောက်ရင်တော့သူတို့သတ်မှတ်ထားတဲ့စီကံဤအတိုင်းနေထိုင်ပြုမှုကိုတော့လိုအပ်ပါတယ်ခင်ဗျာ။ဖုန်းဆင်ကတ်တဲ့အင်တာနက်အခုနောက်ပိုင်းတော့ eSIM အသုံးပြုမှုပုံမှုများပြားလာပါတယ်။လွယ်လင်းတကူဝယ်ဖို့ခက်ခဲတာတော့ရှိနိုင်ပါတယ်။အဲ့ဒါကြောင့်မလို့လေဆိပ်မှာလေအကျူတင်ဝယ်ယူထားတာပိုပြီးကောင်းမှပါလေ။ဒေတာတိတိယောင်းချပေးမှုတွေရှိပြီးတော့ဇေယျဖြစ် 3 gigabyte ကို1000ရီယာညမာငွေဆိုရင်တော့ကျပ်သသိန်းဝန်းကျင်ပေးရတာကိုဈေးကြီးတယ်လို့တော့ဆိုနိုင်ပါတယ်။ဟိုတယ် Wi-Fi တွေကိုအားကိုးကြရပြီးတော့ Wi-Fi စနစ်ကတော့ကောင်းမွန်ပါတယ်။တွားရေးလာရေးမြို့ကြီးတွေမှာ Uber application လိုမျိုး taxi ငှားရနိုင်တဲ့ application တွေကိုအသုံးပြုလို့ရနိုင်ပါတယ်။ မြို့ကြီးတချို့မှာ Trump ဆိုတဲ့ဖြစ်စီရထားတွေကိုလည်းကားလမ်းမှာပေါ်သွားလာနေကြတာတွေတွေ့ရမှာဖြစ်ပြီးတော့ယထားလည်းအသုံးပြနိုင်ပါဦးမယ်။မြို့သေးတွေမှာတော့ဟိုတယ်တွေကိုပဲအကူအညီတောင်းပြီးတော့ကားငှားရမ်းလာပုံမှန်ဆင်ပြေပါတယ်။ပေါင်းသင်းဆက်ဆိုင်တက္ကသိုလ်တူရကီလူတွေကဖြင်းမှုအရန်ကောင်းပါတယ်။ရုပ်ရည်အတော်ပြပြချောမိုးကြတာကလမ်းမေးဖနှက်တိုက်သူကအဆောင်မှုလို့ဖျားပီးတဲ့လက်ဆောင်တစ်ခုလိုတော့ဆိုနိုင်ပါတယ်။သူတို့နဲ့ဆစကားပြောကစားမှာမာရီကြောရည်ရှိတတ်ပေမဲ့စကားပြောရင်းနဲ့ပူရင်းနှီးလွယ်လာတာကသူတို့အထာဖြစ်မယ်လို့ထင်ပါတယ်။ နှုတ်ဆက်တဲ့အခါပါးနှစ်ဖက်နားကိုတစ်ချက်စီပါးချင်းထိတာဖြစ်စေမွဆိုတဲ့အတန်လေးနဲ့ဖြစ်စေနှုတ်ဆက်တတ်တာမို့လက်မသွားဘဲနဲ့ဒီပုံစံကိုလက်ခံနိုင်ဖို့ကြိုးတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ကိုကသူတို့သွားပြီးတော့ဒီအပြုတ်မှုပေးမိရင်လည်းဖြစ်နိုင်လို့ရှိရင်အသားချင်းမထီအောင်လုပ်နိုင်ဖို့လိုအပ်ပါတယ်။လက်ဖက်ရည်ဟာတူရကီရဲ့ရိုးရာဆင်လာအိတ်ခံစရာဖြစ်ပြီးတော့ကျွန်တော်တို့စီကခြေနွေးချမ်းအဖန်ရည်နဲ့သဘောတူပါတယ်။သူတို့ကတော့အလွတ်ဒါမှမဟုတ်ကြားကဲထိတ်ပြီးတော့တိတက်တယ်လို့သုံးဆောင်တတ်ကြပါတယ်။ ူတို့လက်ဖက်ရည်နဲ့ဧည့်ခံလာရင်ငင်းတဲ့အခါယဉ်ကျေးမှုမရှိဘူးလို့မှတ်ယူတတ်ကြပါတယ်။ဒါပေမဲ့လည်းတွေ့ကြရလူကလာတိုက်သမျှကိုတောက်နေလို့ရှင်တော့ကျွန်တော်တို့ scam ချင်း ကြီးကြီးမိမှဖြစ်ပါတယ်။တချို့လူစီကားရနေရာတွေမှာရင်းနှီးကြအိုးကြီးနဲ့လက်ဖက်ရည်ရောင်းချပေးတဲ့အပြုအမူလည်းရှိပါတယ်။မရောက်ရအောင်သွားတင်နေပြီဗျာ။တူရကီရောက်ရင်တော့ခီးသွားတိုင်းမရှိမနေအနည်းဆုံးရောက်တဲ့ဒေသတွေနဲ့မြို့တွေကတော့ Istanbul, Cappadocia ဒေသရဲ့ Kayseri, ပါမုကလေအမ်ဖက်ဆက်စတဲ့မျိုးတွေပဲဖြစ်ပါတယ်။အိန္ဒာတူရကီမှာဘိုးထိုင်းအိန္ဒာတွေအသုံးပြုကြပြင်မဲ့ကိစ္စပင်းရေဆေးဖို့တော့ရေပန်းစားအိန္ဒာခွက်တွဲမှာဖူးငယ်လေးတွေကနေရေပန်းပန်းပြီးတဲ့ပုံစံနဲ့စီစဉ်ထားပါလေ။ရေပန်းမရှိဘဲနဲ့စက်ကူတုံးရတာထက်ဆိုင်တော့မြန်မာပြည်အတွက်ပိုပြီးအဆင်ပြေပါလေ။အိန္ဒာတိုင်းရဲ့ဘိုးထိုင်းပြည်သားမှာရေဖွင့်ခလုတ်လေးတွေပါရှိတတ်ပါလေ။အဲ့ရေဖွင့်ခလုတ်လေးတွေကိုလှည့်ဖွင့်ပြီးတော့တန့်စင်နိုင်ပါလေ။ ဂျီအားအပြင်းအပြော့ကိုလည်းလှည့်ပြီးတော့ချိန်ဆနိုင်ပါတယ်။တခါတရံတူရကီရိုးရအိမ်သားတွေလည်းကြုံတွေ့ရနိုင်ပါဦးမယ်။စိတ်တော့ပူစရာမရှိပါဘူး။ကျွန်တော်တို့မြန်မာထိုင်းပုံစံတွေနဲ့ပုံစံတွေပါပဲ။အများဆုံးအိမ်သားတွေမှာတ िश ူးမရှိတတ်လို့ကိုယ်တိုင်ဆောင်သွားနိုင်လို့ရှိရင်တော့ပိုကောင်းပေမဲ့အိမ်သားခွက်ထဲကိုတ िश ူးပစ်တာကိုတော့သူတို့ကမချိတ်ကြပြန်ပါဘူး။ကြောင်ချစ်တဲ့နိုင်ငံကြောင်နဲ့ခွေးကိုအရန်ချစ်ကြတဲ့နိုင်ငံမှာ ကျွေးသမီးကြောင်လေးတွေကိုမြန်မြန်ဆဆမြင်ကြရပြီးတော့နေရာတိုင်းမှာချစ်ခင်စွာမွေးမြူထားကျွေးမွေးထားကြတာတွေ့ရမှာဖြစ်ပါတယ်။တစ်ခါကျရင်ကြောင်ဦးစုလိုက်ကြီးကိုလည်းတွေ့ရတတ်ပြီးတော့ဖြစ်နိုင်မယ်ဆိုရင်တော့သူတို့ကိုအနောက်ချက်ဖြစ်သွားအောင်မဆမိဖို့ကိုကမနစ်သက်မချစ်ခင်တိုင်းအောင်မှသူတို့ကိုမချောက်လန့်ဖို့မထိခိုက်မိစေဖို့အထူးသတိပြုရပါတယ်။အင်ပြန်လက်ဆောင် တူရကီအမတ်တရပစ္စည်းတွေဝယ်မယ်ဆိုရင်လမ်းဘေးဆိုင်လေးတွေကအစဆိုင်ကြီးတွေထိရောင်းချတတ်ကြပြီးနိုင်ငံတိုင်းလူလူရဲ့ထုံးစံအတိုင်းဈေးအတူချော်ကတော့ကြီးသွားတဲ့အတွက်ရှိပေးတာဖြစ်ပါတယ်။ကျွန်တော်သဘောရတော့အစ္စတန်ဘူးရဲ့ Grand Bazaar ဈေးကြီးထဲမှာဝယ်ရတာကိုပိုပြီးတက်တာလေးလို့ခံစားရပါတယ်။ တူရကီနိုင်ငံဟာကျွန်တော်တို့မြန်မာပြည်လည်းပတ်ပုတ်တင်းလျော်တဲ့နိုင်ငံဖြစ်တယ်လို့ရေမြင့်အနေထားအစားအသောက်ယဉ်ကျေးမှုအများကြီးမကွာဟတာကြောင့်အားလုံးသဘောကျနိုင်ကြလိမ့်မယ်လို့ထင်ပါတယ်။အာရှနဲ့ဥရောပပေါင်းစပ်မှုအတွေ့အကြုံချူးကိုရှားနိုင်တဲ့နေမြေလေးဖြစ်တာကြောင့်တွားလေစီချင်းမိတာတော့အဖန်ပါပဲ။မြန်မာပြည်ကနေလည်းပတ်ဖို့ဘယ်လိုဆောင်ရွက်ရမလဲ။မသိရင်တော့ Eastern Shining Star Travel Center နဲ့ချင်းဆက်ပြီးတွားရောက်ဖို့အတွက်လည်းကျွန်တော် အကြံပြုတိုက်တွန်းချင်ပါတယ်။တူရကီနိုင်ငံကိုကိုရက်ခန့်အချိန်ပေးပြီးလေပတ်မှာဖြစ်ပြီးတော့ဈေးနှုန်းအဖြစ်ဒေါ်လာ3000ဝန်းကျင်ကကျတင်တာဖြစ်ပါတယ်။ ျွန်တော်ရဲ့ဒီတူရကီနိုင်ငံအကျိုးဆောင်ရွက်ဆောင်ရွက်လေးတွေတင်ပြထားတဲ့ဗီဒီယိုလေးကိုထည့်သက်သဘောချမယ်လို့လည်းယုံကြည်ပါတယ်အခုလိုဗီဒီယိုလေးတွေလည်းကျွန်တော်မကြာခဏတင်ဆက်နေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာဟုတ်ကဲ့ကျွန်တော်တီဟ the traveler ပါခင်ဗျာ